အားလုံးအမင်္ဂလာပါဒီနေ့ပြောစရာလေးဆိုတော့တတိပေးစရာလေးကိုဘာတတိပေးစရာလေးဆိုတော့အခုမှ line ပေါ်မှာအခုဖြစ်နေတဲ့အာဒီမှာဟိုလူပြန်ခေါ်တဲ့အစီအစဉ်လေးပေါ့နော်ဘလို့အဲ့လိုပြောလဲဆိုတော့တဖက်လူတိုက်ခတ်ခြင်းမဟုတ်ပါဘူးတိုက်ခတ်ခြင်းလည်းမဟုတ်ပါဘူးတန်းချင်းချခြင်းလည်းမဟုတ်ပါဘူးအခုကကျွန်တော်စီလာတဲ့လူသားပေါ့နော်အဲသူမျိုးသမီးကအိမ်ပေါ်ဆင်းသွားတာတပတ်၁၀လောက်ရှိပြီ3ရက်နေရတခုမှသူကလည်းကျွန်တော်စီမလာခင်မှာအဲ့ဒီ line ပေါ်မှာရှိရဲ့ဆရာလေးကိုအစီအစဉ်အပ်တယ်ပေါ့အပ်တဲ့အခါကျတော့ တို့ line မှာရေးထားရည်လीเนาะ၃ရက်တွင်းပြန်လာရင်ဘယ်လောက်တစ်ဖက်တွင်းပြန်လာရင်ဘယ်လောက်သိရမလား၁၀ရက်တွင်းပြန်လာရင်ဘယ်လောက်ဆိုပြီးကြည့်တတ်မှတ်ထားတယ်အဲ့ချိန်မှာအဲကြောစီလာကျွန်တော်လူငါကျွန်တော်ဘာပြောလဲဆိုရင်ဇရားတဲ့ကျွန်တော်အဲ့လိုက်ရပေါ့เนาะဘာတောင်းလဲဆိုတော့သူကဓာတ်ပုံနှစ်ပုံတောင်းတယ်ကျွန်တော်ပုံနေတဲ့မျိုးသမီးပုံနဲ့တောင်းပါတယ်တဲ့အပြင်မွေးတက်ကလေးနှစ်ခလုံးတောင်းပါတယ်တဲ့အဲဇလန်ကတော့အမှစပြီပေါ့ဗျာเนาะကျွန်တော်လည်းတိလိုက်တယ်ဒါမှမဟုတ်သူပြောရပဲရင်းနှောင်းလိုက်တယ်နောက်တော့သူကဘာပြောလဲဆိုတော့ကကျွန်တော်အမှ9000ကြာတယ်တဲ့เนาะ တပတ်၁၀အတွင်းပြန်လာမယ်ဗောနော်အဲနောက်တစ်အစဲအောင်မို့တပတ်ဗောနော်တပတ်တွင်းပြန်လာမယ်၅တောင်းကြတယ်ဗောအမှသူကလည်းငွေတက်ကလေးပါညာတပုံလည်းပြီးလိုက်တယ်ပြီးရင်ပြီးရင်ပတ်စံမှာလွဲပြီးပါပြီဗောပတ်စံလွဲပြီးတော့ခါကျတော့သူတို့ကျွန်တော်ထဲအတိုင်းပဲသူကဇာတာတွက်လိုက်တယ်တဲ့သူအမျိုးသမီးဇာတာကိုတွက်လိုက်တယ်တွက်လိုက်တဲ့ခါကျတော့ပဆန်ရောက်နေပြီလေတပုံနေရောမိုးတက်ရောက်နေခါကျတော့ဘာလို့မဆိုးတော့အနှဲငယ်တော့ဘူးမသိကူမသိကြောက်ကြမှာပဲအဲ့ခါကျတော့ ။ဘာပြောလဲဆိုတော့ကဟာမင်းမျိုးသမီးကန်တာဒါဟာအရင်နှိမ့်နေတယ်။အတိုက်ခိုက်လည်းရမ်းများနေတယ်။ဘာအတွက်မင်းဒီလောက်ပွဲလေးနဲ့တော့မင်းအဆင်မပြေဘူးတဲ့။အဲဇလန်စားပြီ။အဲ့ဒါအဲ့ရှိတဲ့ဒီမှာ38မင်းအတွင်း38မင်းအပြင်38မင်းအရန်နေရောဘာလဲမလို့ပြတော်တော်ပြောတာများတယ်မသိတော့မှတ်မိဘူး။အဲ့တရားတစ်ဆက်တပါတော့နတ်တီဦးတဲ့သူ့အိမ်မှာရှိတဲ့နတ်တီဦးတဲ့။နတ်စာပေါ့နော်။စတော်စာဆက်ကမယ်။ အမတဘာကိုဘယ်လောက်လဲတဘာဘယ်လောက်လို့မဟုတ်ဘူးပြသူတောင်းလိုက်တာတသိန်းခွဲလားနှစ်သိန်းတောင်းနေတယ်ဟောအဲ့တော့ဟိုသူလဲဒီမှာကသူ့မိမဆောင်နေဆိုတော့ကသူလဲအီးဘောအီးဘောဆိုပြီး तू ကလဲလွှဲပေးလိုက်ရောအဲလွှဲပေးလိုက်လေလေတော့အဲ तू ကတပတ်တွင်းပေါ့နော်တပတ်တွင်း तू မိမဘာပဲဖြစ်တပတ်တွင်းရောက်လိုက်ဆိုလဲမနေဘူးလေအဲ့ဒါ तू ကလဲအဲ့ဒါကို तू ကလဲ तू မိမဆောင်နေဆိုတော့လွှဲပေးလိုက်ရောဗမာ9000နဲ့ နာတသိန်းခွဲထားပါနှစ်သိန်းခွဲထားပါတော့အလုံးပေါင်းချင်းနှစ်သိန်းဖြစ်သွားပါဘောနော်တရက်နှစ်ရက်ဇာလီပုဟာဘယ်လိုလဲအချိန်နေပါ냐ဆိုတော့ဟိုအချိန်နေမထူးပေါ့မထူးဆိုတော့အမှဘာသက်ဖြစ်လဲဆိုတော့ကသူကသူ့ရဲ့အချိန်ကတိတ်မလောက်တော့ဘူးနောက်တစ်ပိုင်းထပ်ပြောပြမယ်နော်